ဥစ္စေတို့မြတ်စွာဘုရားကြည့်ဖို့လေးသိချင်းနဲ့ကဘာတစ်သိအတွင်းကယိတိယတ္တဇာတိရပြီတဲ့အပိုင်းပါရမီဆေဘဖြစ်ခြင်းတဲ့အပိုင်းမှာမြင့်တဗျာတိမရမီသို့မှပဲကမ်းမှလည်းဖြစ်ခြင်းကြတဲ့ပါရမီမြတ်စွာရှိပါတယ်နော်ဒုစင်ခါကဥကြပါ့နော်လောဝိသမန်တူကမြို့ရင်ရွာတွေလှည့်လည်ပြီးဘိုးတောင်းပြီးတော့လိုက်ပြီးတော့လောဝိထိုးတယ်ဘုရားလုံးရွာရောက်လာတော့ဘုရားလုံးကလည်းမခံကျင်တဲ့နဲ့စင်ပေါ်တက်ပြီးတော့လောဝိထိုးတော့ အဲ့ဒီလက်ဝေဒမကိုခါကန်ပြီးတော့တောက်ပြီးရိုက်ထုတ်လိုက်ခါကျိုးတယ်အဲ့ဒီဝိဘက်တော်ကလိုက်တယ်ဘုရားပြည့်တဲ့အချိန်ဆံမှာပြိဋိဘာမတမ်းပြီးဆက်လာမြောက်ဝါဇုလပြည့်နေမှာစပ်ပြီးဒီခန္ဓာဝေဒနာဟောလာမရဏန္တိကဝေဒနာလို့ခေါ်ပါတယ်ပေခြင်းရင်အစုံအပိုင်းချရှိတယ်ဝေဒနာပြိမကြောင့်ဝေဒနာပဲမပြင်းဘယ်တော့မှမပြောက်ဘူးမပြောက်တော့ဒီဝေဒနာကိုဘုရားရှင်ကမလုပ်ရတယ် ဒီခန္ဓာမှာယောဂီများကိုသင်ပြနေပါလေနော်ဝိပဿနာပိုင်းရောက်လာတဲ့အခါမှာရူပတတ္တကဝိပဿနာရှင်ဤအရူပတတ္တကဝိပဿနာရှင်ဤဆိုတဲ့ရှင်ဤတွေဖြင့်ဝိပဿနာတွေကိုကြည်ဖန်ရသော်မြတ်စွာဘုရားရှင်းပွားတော်မူရပါတယ်အဲဒီလိုဝိပဿနာရှင်းပွားပြီးတဲ့အချိန်ခါမှာဒုဝိပဿနာဉာဏ်တော်ကိုပြုပြီးတဲ့နောက်ဖလတ်ဓမ္မဘက်ကိုဝင်သွားတော်မူတယ်ရူပတတ္တကဝိပဿနာရှင်ဤအရူပတတ္တကဝိပဿနာရှင်ဤတို့ဖြင့်ဝိပဿနာရှင်းပြီးဖလတ်ဓမ္မဘက်ကိုဓာတ္တဖို့ဓမ္မဘက်ကိုဝင်သွားပြီးတဲ့နောက် အဲ့တခုသဘာဝမှာထားတဲ့အချိန်ခါမှာဒီနေ့မှနောင်ပြိဋိဗံသံမိကဆုံလပြည့်နေအဖြစ်ဒီခန္ဓာဝိညာဉ်မပေါ်ပါစေသည်ဆိုပြီးတော့ဒီခန္ဓာမူရတယ်။အဲ့ဒီလိုဒိဋ္ဌာလိုက်တဲ့အချိန်ကကြတော့မှဒီခန္ဓာဝိညာဉ်သက်သာကြည့်ရတယ်။ဒါပေမဲ့နေ့စဉ်ဒီသမာဘတ်ကိုသိရတယ်။အဲ့ဒီသမာဘတ်ကဘုရားရှင်ရဲ့တက်တော်ကိုသင်္သင်ကြောက်ကြောက်ပြည့်နေတဲ့သမာဘတ်ဖြစ်ခြင်းကြောင့်အာယုပါလကခလသမာဘတ်သို့မဟုတ်ဘုရားရှင်ရဲ့တက်တော် အစုံလောက်ကြီးနဲ့တိုင်အောင်တိတတ်အောင်ထိမ့်သိမ့်စောင့်ရှောက်ပြုပြင်ပေးတဲ့ဓမ္မပတ်ပြုခြင်းကြောင့်အဲဒီသင်္ခါရခလဓမ္မပတ်ဘုရားရှင်ရဲ့တက်တော်ကိုအစုံလောက်ကြီးနဲ့တိုင်အောင်ဆက်လက်တည်တိုင်းရဲ့အတွက်ပြုပြင်ထိမ့်သိမ့်စောင့်ရှောက်ပေးတဲ့ဓမ္မပတ်ပြုခြင်းကြောင့်ဝိဝိတသင်္ခါရခလဓမ္မပတ်လို့ဒီလိုနဲ့ခေါ်ပါတယ်။အမည်၃မျိုးနဲ့ခေါ်ထားတယ်။အဲဒီခလဓမ္မပတ်ကိုမဝင်စားခင်ဒီဘက်မှာဘုရားရှင်ဒီရိုးရိုးခလဓမ္မပတ်ကိုတော့ခုလိုတရားဟောနေတဲ့အချိန်ခါမှာတောင်းမှ ရဟန္တာပရိသတ်တွေကဒါတို့ခေါ်ပြီဆိုလို့ရှိရင်ဒါတို့ခေါ်နေတဲ့အချိန်လေးမှာအချိန်ကန့်တပ်ပြီးတော့မြတ်စွာဘုရားအရဟတ္တဗုဒ္ဓမာဘကိုဝန်ဆန်းအဲဒီလိုတမဘကိုတော့ဝလင်းဇနဖလတ်တမဘလို့ခေါ်ပါတယ်နေ့စဉ်၃ဆွဲနေကြဖလတ်တမဘပဲအဲမြတ်စွာဘုရားမဟာဗောဓိမာတိုင်းမှာသဗ္ဗညုတဉာဏ်ကိုရတော့မူကဏီဆက်ဆက်အရဟတ္တမကိုရအဲအရဟတ္တမရတဲ့အချိန်ကမှသဗ္ဗညုတဉာဏ်နဲ့အထွတ်တက်ပြီးတော့ပါလာပါတယ်အဲဒီအရဟတ္တမရဲ့အထမ်းမဲ့နဲ့ဖြစ်ပေါ်နေတဲ့အရဟတ္တဘုကိုတော့ မဂ္ဂနန္ဒရဖလသမဘာလို့လို့ခေါ်တယ်။ပြီးတော့မဂ္ဂနန္ဒရဖလသမဘာကတခုဝလင်းဇနဖလသမဘာကတခုအာယုသင်္ခါရဖလသမဘာကတခုဆိုပြီးမြတ်စွာဘုရားအသုံးပြုတဲ့ဖလသမဘာဘယ်နှမျိုးရှိလဲ၃မျိုး။ဒီစိဉ္ဇဒုက္ခဝေဒနာကိုဘုရားရှင်ဒီအာယုသင်္ခါရဖလသမဘာကိုဝင်စားပြီးတော့မှဒိဋ္ဌံတော်မူရ။ဒိဋ္ဌံကဘယ်လိုဒိဋ္ဌံလဲလို့မေးရင်ဒီနေ့မှတော့ ပရိနိဗ္ဗာန်သံမိသုံနာပြိနေအတိဤခန္ဓာဝေဒနာမပေါ်ပါစေတည်းဆိုပြီးဒီလိုသိချင်တယ်ဒိဋ္ဌနဲ့အတိုင်အောင်မြင်မှုရတာကိုဖတ်ကြောင်းလေဒီလောကပြောပြတဲ့ပရိဒ္ဒနဂမင်းဘုရားသင်္ခပါလနဂမင်းဘုရားစတဲ့သို့တော်ဘုရားလူရှင်ခါရီမှာဒီဥပ္ပဘောအသက်ကိုစွန့်ပြီးတော့ငါမဖြစ်တော့ဘူးဆိုပြီးတော့အဋ္ဌံပါရမီကိုစွန့်စွန့်မြဲမြဲစောက်တည်ပြီးမကျင့်ခဲ့ဘူးလားရှင်းတယ်ကဒီပါရမီတော်ရဲ့ကံဟုံးကဒိဋ္ဌံလိုက်ပြီးဆိုရင်ဒိဋ္ဌံရဲ့အတိုင်း လည်းဖြစ်တယ်ပါရမီကတစ်ခါကလည်းကုညီလေးပါနော်ဒါကြောင့်ဒီနေရာမှာဘုရားရှင်ကသံသာသင်ရဲ့ဘုရားမှာတော်လည်းပဲရှိတယ်သင်ရဲ့အကြောင်းတွေကိုကံတွေကိုထူထောင်ခဲ့ရင်သင်ရဲ့ဒုက္ခရောက်တာပဲသံသာတဲ့ကံတွေကိုထူထောင်ခဲ့လို့သံသာတဲ့ကံတွေက အကျိုးပေးခြင်းကြုံပြီဆိုရင်လည်းသံသာတာပဲပြီးတော့ဒီသံသာနဲ့သင်ရဲ့ဒုက္ခနဲ့ဒုက္ခဒီလောကရဏနဲ့မှာတစ်ခုအတိမ်ပိုင်းအဖြစ်ပါဝင်ပါတယ်ပြီးတော့ မ်းသာတဲ့အချိန်ခါကျတော့ညုံညုံဖြစ်ပြီးတော့ကျင်းတဲ့အချိန်ခါကျတော့ကြောင်းတဲ့ကြောင်းကွဲကြပြက်ကြတယ်ဆိုတော့ပုံကောင်းတာမကောင်းဘူးတိတ်မကောင်းဘူးပြောရတာဒီလိုပါဘုန်းကြီးကတော့ကွဲတာအများကြီးကြိုက်ဟုတ်တယ်မလားဘာဖြစ်လို့ကြိုက်နေလဲဆိုတော့ကြောင်းတဲ့ကြောင်းဒီလိုမခွဲနိုင်ဘူးဆိုလို့ချင်းဒီနိဗ္ဗာန်ကရမလားမရပါဘူးနိဗ္ဗာန်လိုချင်တယ်ဆိုလို့ချင်းတော့ခွဲနိုင်တယ်ဇာတ်ကြောင်းကအကောင်းဆုံးအကောင်းဆုံးကတော့ကြည့်ပေါ့ဘုဒ္ဓနိကပြောကြတယ်ရှင်မရှင်မကတ္တပါတို့မေဘတ္တတို့ကကြည့်နော် ဒီမင်္ဂတဘာကလည်းလက်ထွန်းလဲလဲတော့သွားတယ်ဒီလဲတော့မှလက်ထွန်းလိုက်တဲ့အချိန်ကမှထွန်းစားခဲ့ပြီးသားတဲ့မှာပေါ်လာတဲ့ပုဂ္ဂိုလ်ကြီးကိုခက်ခဲကစားတယ်ကြည့်ပြီးတော့တောင်းရင်းခါရဩတို့ကလက်လုတ်တဲ့အခါလက်ထွန်းလိုက်တဲ့အတွက်ဒီပုဂ္ဂိုလ်ကြီးကိုပေါ်လာတဲ့ပုဂ္ဂိုလ်ကြီးတွေဟာပုဂ္ဂိုလ်ကြီးတွေကခက်ခဲကစားတယ်ဒါဖြင့်ဒီလိုဆိုရင်တော့ဒီလေဟာတို့အတွက်တုတ်တဲ့အတွက်တို့ပြောကြတော့မသိဘူးငါဒီနေ့တော့သွတ်ပြမှာတော်တော့မယ်စဉ်းစား မြမတကလည်းအိမ်မှာရှိတဲ့နှမ်းလေးတွေထုတ်ပြီးနှမ်းလိုက်တဲ့အချိန်ကနှမ်းနဲ့မရှိတဲ့ကိုယ်လေးတွေကိုဖက်ကလေးတွေကလာစားတော့ဩဒီနှမ်းကတို့အတွက်သူကထုတ်ပြီးနှမ်းလိုက်ပြီ။နှမ်းလိုက်တဲ့အချိန်ကမှဒီပိုးလေးတွေပေါ်လာတော့ပိုးလေးတွေကိုဖက်ကလေးတွေကလာစားတယ်။ဒါနဲ့တို့အပြစ်တော့ရင်းမှမရှိဘူး။ငါကြီးနဲ့ဒီလိုအပြစ်မကင်းတဲ့အလုပ်တွေတော့မလုပ်ချင်ဘူး။တော့ထမှတော်တော့မယ်ဟောစဉ်းစားတယ်။မြမကတ္တဗာအလောင်းဖြစ်တဲ့ပိပိလိလွတ်လေလေရောကပြန်လာတဲ့အချိန်ကမှမေဘဒါကိုခေါ်ပြီးတော့တော့ထမှအကြောင်းပြောတယ်။ မေဘတကလည်းအခက်နေတယ်ဒီနေ့တော့တော့မယ်ဆိုပြီးတော့စဉ်းစားတယ်။ကဲဒီလိုဆိုလို့ရှိရင်တော့ငုသဘောတူတွက်ခဲ့ကြရအောင်ဆိုပြီးတော့ရှိနေတဲ့ဒီစဉ်မှန်တယ်မြတ်အကုန်လုံးရှိတယ်။ဒီခုမှမချမ်းဘူး။ယရဏတက်ကြီးအကုန်ဖွင့်ပြီးတော့လူချင်းနဲ့လူယူစီနော်။ဒရေရှိစေမကကျွယ်ဝချမ်းသာတဲ့ရှိတဲ့ဥစ္စာတွေပါနော်။ဒီတော့ဒီလောက်များပြတဲ့ရှင်ရဲ့ဥစ္စာတွေကိုဇွတ်လို့ပြီးတော့ဇနီးမောင်နှံနှစ်ဦးပေါ့တကယ်တော့ဇနီးမောင်နှံတော့မဟုတ်ပါဘူးနော် ရကြီးသူမရရဲ့ဆောင်ရွက်ချက်အရသူနဲ့သူအင်းရှင်ယောက်ျားအင်းရှင်မဘောရောက်ရှိပြင်မဲ့လို့ဖြစ်တဲ့မြင်လုံးနဲ့တစ်ခါမှမကြည့်ရဘူးတဲ့ဒီမောင်နဲ့နော်အဲ့တော့အဲ့ဒီဒီမောင်နဲ့နှုတ်ကယတိယဟံလောကနဲ့တမ္မတမ္ဗုဒ္ဓဗျာရှင်များရှိကြတယ်ဆိုရင်တို့တမ္မတမ္ဗုဒ္ဓဗျာရှင်တို့အာရည်ညွှန်းရငါတို့ရဲ့ရှင်ဟံအဖြစ်ဒီဖြစ်ပါစေတည်းလို့ဒီလိုဒိဋ္ဌံပြီးတော့မှတို့ကရှင်ဟံပြုတယ်ပြုပြီးတဲ့အချိန်ခါကျတော့အင်းကလည်းရှင်းပြီးတော့ဆက်သွားကြသည် လန်းခုလတနည်းအားမလန်းနဲ့ကွာသိပြီပြည့်တဲ့အခါကျတော့ရှင်မာကတ္တပအလောင်းကဘာပြောလဲကဲမြတ်ပါတာမင်းနဲ့ငါနဲ့ယတိယံဘုရားရောက်ရှိတဲ့အချိန်ခါတောင်းမှခုလိုတွေ့ရတွေ့ရနဲ့ဖြစ်နေကြအောင်လေဆိုရင်ဘေးကလူတွေကပြောကြတော့မယ်။ဩသူတို့ညဟာလေယတိယံဘုရားရောက်တာတော့တွေ့ရတွေ့ရရှိနေသေးတယ်လို့ပြောမယ်ဆိုရင်ပြောနေတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးနဲ့အကုသိုလ်တရားတို့ပါလိမ့်မယ်။တို့စလည်းမကောင်းဖြစ်မယ်။ ဒါကြောင့်တို့ဒီနေရာမှာလမ်းနှစ်ခွတော့တွေ့ပြီလမ်းခွကြဆိုဒီကကြီးတွေခုနေတယ်ဒီကမကြီးကိုပြောနေတယ်ဒီကမကြီးတွေဘယ်လိုပြန်ပြောကြလဲဟမ်ဒီနေရာကြီးကလမ်းခွကိုပြောတော့ဟမ်လမ်းခွကြဆိုဆိုပြီးပြောလိုက်တဲ့အချိန်ကကြတော့မေဘဒါကလည်းဖတ်ဖြစ်ပါမလားဓမ္မတယောက်တည်းပဲဖြစ်မလဲဒီလိုပြန်မပြောဘူးဘာပြောလဲသဘောတူဘာဖြစ်လို့လဲအတိတ်ကဒီလိုခွက်ခွက်နှံ့ရင်အဲ့တို့တက်တယ်ကိုတို့ကမွေးမွေးယူခဲ့တယ်ခွက်နှံ့နေတက်ယူခဲ့ အဲ့ဒီသင်္ကမမေဘတ္တကဘာပြောလဲရှင်တို့ကယောက်ျားဖြစ်တဲ့လက်ရဆက်ဖြစ်တဲ့ဟောဒီလက်ရလမ်းကိုယူပါဓမ္မတို့ကအမျိုးသမီးများဖြစ်တဲ့ဖြစ်တယ်လဝဲဆက်ဖြစ်တဲ့အတွက်ဓမ္မကလဝဲလမ်းကိုယူမယ်ဒါပေမဲ့လို့ကဘာတသိမ့်နဲ့ချီပြီးပါရမီဖြစ်လာတဲ့ပါရမီရှင်တို့ဖြစ်တဲ့အတွက်ရှင်ကိုနောက်ဆုံးကြောချင်းဖြစ်ဓမ္မကြောပြစီဆိုပြီးတော့လက်ရရဲ့တုံးရင်လက်ပြီးတော့ဆန်းကြီးပြီးတော့ကြောပြီးတော့နောက်ဆက်လိုက်ကြတယ်တို့နဲ့တို့ဆက်လိုက်ရလို့လည်းလက်ပြီးနောက်ကြည့်နောက်ကြည့်ဒီလိုကြည့်နော် မရှိပါဘူးဝမ်းနေဖို့ကြေကွဲဖို့ဘာမှမရှိဘူးတဲ့ဟုတ်တယ်မလားသံဃာပါလေးလိုချင်လို့လပ်ဖို့လိုက်သံဃာဟောလေးလိုချင်လို့လပ်ဖို့လိုက်ဒီပုံစံလည်းမရှိဘူးနင်းဘက်ဘက်သွားမလဲလို့လည်းတစ်ခါမှမမေးလိုက်ဘယ်လဲနေကဒီလမ်းနေပြီးတော့နင်းဘယ်ထိသွားမလဲလဲမမေးထားဘူးဟုတ်တယ်မလားလန်းခွက်လိုက်တဲ့အချိန်ကမှဘာဖြစ်လဲသူတို့ရဲ့သီလသမာဓိဂုံကျေစုကိုမဟာပထဝီမြေကြီးကခံနိုင်တဲ့သွားအမရှိတဲ့အတွက်ဘာဖြစ်လာလဲ မဟာမတူရင်ကြီးကြီးတုံ့ထုတ်တာဒီလက်ကောင်ကတိတ်ကြီးတယ်ကြည့်ပေါ့မေဘဒဟာ12တောင်အတွင်းမှာမိမိတို့မဲ့လင်းနေတဲ့အကျိုးကောင်းသမီးတူဖြစ်ပါတယ်နော်ဒီထဲမှာတော့အဲ့ဒီတော့ပြည်သူတယောက်မှရှိမယ်လို့ဘုန်းကြီးမထင်ဘူးနော်ရှိနေတယ်ဆိုရင်လည်းနည်းနည်းပြီးဆံပြီးတော့ကဲကဲအဲ့ဒါတော့သူကရုပ်ချောတဲ့အမျိုးသမီးပါပိဋိနိလွတ်လင်းသလို့ရှိရင်ဆွေချင်းလို့ဝင်နေတဲ့အကျိုးကောင်းသားတူပဲပြည်သူသလို့ရှိရင်လည်းဂရေဘောင်းများစွာကျော်ဝချမ်းသာနေတဲ့အကျိုးကောင်းသားတွေပါ ဘယ်လောက်ကြီးကျယ်ကျမ်းသာနေတဲ့မျိုးကောင်းသားတို့နဲ့မျိုးကောင်းသမီးတို့ကတို့နဲ့တို့အင်ရှင်ယောက်ျားအင်ရှင်မဘောရောက်ရှိနေပေမဲ့လို့စစ်တဲ့မျက်လုံးနဲ့တခါမှမကြည့်သဘူးဆိုရင်ပေါ့တို့ရဲ့သီလကဘယ်လောက်ကြီးကျယ်ကြလဲဒီလိုနော်ဒီလောက်များပြားနေတဲ့ကြီးကျယ်ရေးအပေါ်မှာတွေ့တာမှုလုံးလုံးမရှိဘူးတို့ရဲ့သီလကလည်းဘယ်လောက်ကြီးကျယ်လဲအဲဒီလောက်ကြီးကျယ်နေတဲ့ဒီသီလဂုဏ်ကျေးဇူးကိုမဟာပထမဉာဏ်ကြီးကခံမထနိုင်တဲ့အဲ့အတွက် ုံ့ဟုတ်ပြရတယ်။ထိုချင်းကမှမြတ်စွာဘုရားကယဟန်တဝါရပြီဖြစ်ပါတယ်။ကျမကတ္တဗ္ဗတို့မေပ္ပတာတို့ကုလတော်ထွက်တဲ့ပွဲဒီအဲ့ဒီဒီဘိုးတိုင်းလာပြင်းတဲ့ဒီကောင်းလာပြင်းအကြာတရရဲ့လို့ယူဆရပါတယ်။ဒီနေ့မှမြတ်စွာဘုရားကရင်းငလင်းတုံ့လောက်လာတာကိုအကြောင်းခံပြီးတော့ဘာကြောင့်တုံ့လောက်ရသလဲလို့သင်ချင်းကြည့်တော်မူလိုက်တဲ့အချိန်ခါမှာငါဘုရားရှင်ဤတတ္တိယတာဝကဖြစ်တော်မူတဲ့ငါဘုရားရှင်တတ္တိယတာဝကဖြစ်တဲ့ တတဝရငါပြအဲညှို့ပြီးတော့ကျင်းရပြီလားဒီငါပြသွားပြီတောင်းကျိုးမှတော်တော့မယ်ဆိုပြီးတော့ညာတယောမြို့နယ်မလမကနလန္ဒနဲ့အနည်းအကြမ်းမှရှိနေတဲ့ပြည်ညောင်မင်းတပင်းရဲ့အောက်ကနေပြီးတော့ရောင်ကြည်တော်၆တဲ့ကွန်ပျူတာပြန်ပြီးတော့မြတ်စွာဘုရားထိုင်ပြီးတောင်းပြီးအင်းဆုံးပါမူပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားရှင်မကတ္တဗအလောင်းနဲ့ဆက်ရောက်လာတဲ့အခါဘုရားပြည့်ဘုရားမှာဧကံဟုတ်၏လို့ယတိပြဆုံးဖြတ်ခြင်းတန်နေတဲ့အတွက်မြတ်စွာဘုရားဓမ္မရှင်ရချင်းတောင်းလိုက်တဲ့အခါ ဘုရားရှင်ကလည်းအိဗေကုခေါ်တော်မူသည်နဲ့သူတိုင်းတိုင်းယဟန်ဖြစ်သူရောက်ရှိသွားတယ်။ဘုရားရှင်ဓမ္မကမ္မဋ္ဌာန်းရဲ့ယုတိတရားအထုလိုက်တာမကြမီအချိန်ပြည့်မှာပဲအဲ့ဒါကိုတည်တော့ပါလား။နောက်ပိုင်းလဲဒိက္ခဏီသာသနာပေါ်လာတဲ့အချိန်ကမှမေဘတ်တာလဲသာသနာပေါ်ဝင်ရောက်ပြီးယဟန်ရှင်ဟန်ပြုတဲ့အဲ့အတွက်မေဘတ်တာလဲယဟန်ကဖြစ်သွားကြပါလေ။ဒါကြောင့်ဘက်ကွာနိုင်ခြင်းဒီအဲ့ဒါကိုရခြင်းအကြောင်းသောပါမဖြစ်ဘူးလားဖြစ်ပါတယ်။ဒါကြောင့်ဆက်နေအောင်ကြိုးစားကြ။ဘုန်းကြီးကတော့ မခွဲရအောင်ကြိုးစားတာကိုမကြိုက်ဘူး။ခွဲရအောင်ကြိုးစားတာပဲကြိုက်တယ်။ဒါကြောင့်ခွဲကျင်တယ်ဆိုရင်ဒီမိုင်းကြီးကလည်းအိမ်မှာနည်းနည်းစူးစူးအောင်လုပ်ပြီးကြတယ်။ဟုတ်တယ်မလား။ဒါမှမဟုတ်ဒီလိုရဲ့အင်းအဆင်းတော်နဲ့နောက်ဖို့မဆင်းဘူးနော်။